ဂျွန်လ19ရက်နေ့မှာကြာရောက်မဲ့လူတို့ကောင်းဆောင်နိုင်ငံတော်အတိုင်းအမေခံပုတ်ကိုဒေါက်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့ဗီဒီယိုကမ်ပိန်းကတပတ်တာလိုတော့ပေမဲ့ရည်ရွယ်ထားတဲ့ဗီဒီယိုပေါင်း1000မပြည့်သေးကြောင်းကမ်ပိန်းဖြစ်မြောက်ရေးတရားဝင်စာမျက်နှာရဲ့ညင်ညာချက်တွေအရသိရပါဗျာ။ ဗီဒီယိုဖိုင်ပေါင်း၈000နဲ့ grain စံချိန်တင်မှုရွေးထားပေမဲ့ဂျွန်လ၁ရက်နေ့ထိပေးပို့လာတဲ့မွေးနေ့ဆုတောင်းဗီဒီယိုက2000ကျော်သာရရှိသေးကြောင်းသိရပါဗျ။ပေးပို့သူတွေရဲ့လုံခြုံရေးကိုဦးစားပေးထားတဲ့အနေနဲ့ Su 80 Birthday Campaign Page မှာတင်ထားတဲ့ link ကိုဝင်ရောက်ပြီးမွေးနေ့ဆုတောင်းဗီဒီယိုကို upload လုပ်ရမှာဖြစ်ပါတယ်။ လူတို့ကောင်းဆောင်ကိုချစ်ခင်ကြပါမယ်ပြည်တွင်းမှာရှိကြတဲ့တော်လန်ပြည်သူတွေအနေနဲ့လုံခြုံရေးအင်တာနက်အခက်ခဲနဲ့ဤပညာအားနည်းချက်တွေကြောင့်နှောင့်နှေးကြံ့ကြာနေကြတာဖြစ်ပါတယ်လူတို့ကောင်းဆောင်ရဲ့မွေးနေ့ကမွေးနေ့ဆိုတာထက်ပိုပြီးလူတို့လှုပ်ရှားမှုတရက်ဖြစ်တဲ့အတွက်ပါဝင်ကြဖို့ကိုဆရာနာရှင်စန့်ကျင်ရေးရန်ကုန်တပိတ်အင်အားစုကကိုနန်းလင်းကပြောပါတယ် ဗီဒီယိုတွေကမွေးနေ့ရက်ဖြစ်တဲ့ဂျွန်16ရက်နေ့အထိပေးပို့နိုင်မှာဖြစ်ပြီးလင့်တွေက ပေးပို့အခက်အခဲရှိမယ်ဆိုရင် Su 80 Birthday Campaign Page ရဲ့ချက်ပေါက်ကနေတစ်ဆင့်ပေးပို့နိုင်သလိုတိရုပ်ဆောင် Kara Page ရဲ့ချက်ပေါက်ကနေပေးပို့ပါဝင်နိုင်ကြောင်းလည်းသိရပါတယ်ဝင်းနေဆူတောင်းဗီဒီယိုကို Happy Birthday နဲ့စတင်ရမှာဖြစ်ပြီးစုဆိုတဲ့စကလုံးပါဝင်ရမှာဖြစ်ပါတယ်။စက္ကန့်30ထပ်ပို့တဲ့ဗီဒီယိုကို100 MB site ထက်မကြီးပဲပေးပို့ပါဝင်ရမှာဖြစ်ပါတယ်ရှင်။ နိုင်ငံတကာအစိုးရတွေအနေနဲ့ပအိုးပြည်သူစစ်အဖွဲ့ PNO ကိုပိတ်ဆို့အရေးယူမှုတွေပြုလုပ်ဖို့ Justice for Myanmar ကတောင်းဆိုလိုက်ပါတယ်။အကြမ်းဖက်ဆဲအစုနဲ့မဟာမိတ်ဖွဲ့ထားတဲ့ PNO ဟာဆရာဆွဲမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာကြံရပါပတ်သက်နေရတွေအတွက်တာဝန်ခံရမှာဖြစ်တယ်လို့လည်း Justice for Myanmar ကဆိုထားပါတယ်။ အနည်းဆက်ဆုံးဖြစ်စဉ်အနေနဲ့စီဆိုင်မြို့နယ်ထီဆုံရွာအနီးပအိုးမြို့သားလူမျိုးရေးတပ် PNL နဲ့ပအိုးပြည်သူစစ် PNO တို့2025ခုနှစ်ဇန်နဝါရီလ12ရက်နေ့တိုက်ပွဲဖြစ်ပွားချိန်မှာ PNO က PNL ရဲ့တပ်သား5ဦးကိုဖမ်းဆီးခဲ့ကဇန်နဝါရီလ13ရက်နေ့မနက်ပိုင်းမှာ PNO တပ်ဖွဲ့ဝင်တွေကဖမ်းဆီးခံ PNL တပ်သားတွေကိုတနက်နေ့ပြစ်တက်ခဲ့တဲ့ရုပ်သံဖိုင်တစ်ခုကိုဂျွန်လအစပိုင်းမှာ PNL ကထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် PNO ဟာအယက်သားတွေကိုတိုက်ခိုက်ပြီးအတင်းအကျပ်စစ်မှုထမ်းခိုင်းတာတွေလှုပ်ဆောင်နေသလို PNO ရဲ့စီးပွားရေးကွန်ရက်ကဝင်ငွေတွေနဲ့စေအုပ်စုကိုထောက်ပံ့ပေးနေတာဖြစ်တယ်လို့ Justice for Myanmar ကထောက်ပြပါဗျာ။ ပီအန်နိုကောင်းဆောင်တွေဟာစီအိုဆုနဲ့သူတို့ရဲ့ပါဝင်ပတ်သက်မှုတွေကြောင့်ခုံထူးဆောင်စုတွေနဲ့တက်တူတူဖော်ခွင့်တွေ၊ license တွေစသဖြင့်အကျိုးအမြတ်တွေရရှိနေတာဖြစ်တဲ့အတွက်နိုင်ငံတကာအစိုးရတွေအနေနဲ့ပီအန်နိုရဲ့ကောင်းဆောင်တွေနဲ့လုပ်ငန်းတွေပေါ်ပြစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေပြုလုပ်ကြဖို့ကိုလည်း Justice for Myanmar ကတိုက်တွန်းတောင်းဆိုခဲ့ပါတယ်ရှင်။ ကင်းဒီပြည်နယ်တနေရာမှာလူငယ်တွေအတွက်ကွန်ပျူတာအခြေခံသင်တန်းဆင်ပွဲနဲ့လူငယ်တွေ့ဆုံပွဲကိုဂျွန်လ10ရက်နေ့မှာပြုလုပ်ခဲ့လို့ကင်းဒီနိုင်ငံရေးအကြံသားများအစီအယုံ KPPA တာဝန်ရှိသူကပြောပါရယ် တင်နန်းအပတ်စဉ်6မှာတင်နန်းသားအယောက်30ကိုမေလ9ရက်နေ့ကနေဂျွန်လ10ရက်နေ့အထိတလားကြော်ကြာကွန်ပျူတာတင်နန်းပို့ချနိုင်ခဲ့ပြီးတင်နန်းစင်ပွဲနဲ့လူငယ်တွေးဆောင်ပွဲလည်းပြုလုပ်ခဲ့လို့ဆိုပါရယ်။တော်လိုင်းကာလမှာအဆုံးရှုံးသွားတဲ့ပညာရေးတွေလိုအပ်နေတဲ့လူအရင်းအမြစ်တွေကိုကွန်ပျူတာတင်နန်းကနေစပြီးသင်ကြားပေးကလူငယ်တွေရဲ့အချိန်ကိုအလဟတ်သက်မဖြစ်အောင်လို့တတ်နိုင်တာတွေနဲ့အကူအညီပံ့ပိုးပေးတာဖြစ်တယ်လို့ KPPA တာဝန်ရှိသူကပြောပါရယ်။ ကင်းနီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA ကင်းနီပြည်ကြားကာလအစီမံအုပ်ချုပ်ရေးကောင်စီလူငယ်ရေးရာဌာန IEC ကင်းနီတူနာပြူအစည်းအရုံး KNA The present တင်တို့ပူပေါင်းပြုလုပ်ခဲ့တဲ့အပတ်စဉ်၅ခုဟာဒီမော့ဆုံမြို့နယ်မှာ၄ကြိမ်ဖားဆောင်မြို့နယ်မှာ၃ကြိမ်ကွန်ပျူတာသင်တန်းတွေပို့ချပေးခဲ့ပြီးလူငယ်အယောက်၁၀၀ကျော်ကိုသင်ကြားပေးနိုင်ခဲ့တယ်လို့သိရပါပါတယ်ရှင်။ တောင်ကိုရီးယားနိုင်ငံဂျောင်းဘုတ်ရောင်းရမ်းဒေတာမှာလူကြီးစိုးအားစွာရောင်းနေကြဆင်းနေတဲ့ပြဿနာကိုဖြေရှင်းဖို့အစီအစဉ်ထားခဲ့တယ်။မြန်မာနိုင်ငံသားဒုက္ခသည်များကိုခေါ်ယူနေရချထားရေးစီမံကိန်းကိုအပြည့်အဝဖြစ်သိမ်းလိုက်ရကြောင်းဇော်လ၁၇ရက်နေ့မှာတာဝန်ရှိသူတွေကထုတ်ပြန်ပါတယ်။ ရောင်းရမ်းဒေတာကိုနိုင်ငံတကာဒုက္ခသည်ကွန်ကြီးစောင့်ရှောက်ရေး UNHCR ကနေတဆင့်ထိုင်းမြန်မာနယ်စပ်ကမြန်မာလူမျိုးဒုက္ခသည်40လောက်ကိုပထမအကြိမ်ခေါ်ယူဖို့ကြိုးပမ်းခဲ့တာဖြစ်ပေမဲ့ဒေတာခံတွေရဲ့သဘောထားနဲ့တရားရေးဝန်ကြီးဌာနဆွေးနွေးမှုတို့မှာအခက်အခဲတွေကြုံလာတဲ့အတွက်အခုလိုဖျက်သိမ်းလိုက်တာဖြစ်တယ်လို့တောင်ကိုရီးယားနိုင်ငံသတင်းမီဒီယာတွေမှာဖော်ပြပါဗျာ။ တောင်ကိုရီးယားနိုင်ငံမှာစီးပွားရေးကျဆင်းမှုအလုံးလက်မဲ့များပြားလာမှုနေထိုင်ရည်တည်နိုင်ရေးနဲ့အစအစအရာရာကုန်ကြစည်ကြီးမြင့်မှုတွေကြောင့်လက်ထက်မှုနှုန်းကလေးမွေးဖွားမှုနှုန်းဆိုးဝါးစွာဖြစ်ပွားနေတယ်လို့ဒေတာရင်းမီဒီယာတွေရဲ့យေတာချက်အရသိရပါတယ်ရောင်ရမ်းခိုင်ကလူဦးရေကျဆင်းမှုအနေနဲ့အရှိဆုံးဒေတာတစ်ခုဖြစ်ပြီးလူဦးရေ15266ဦးသာရှိပါတယ်။ တောင်ကိုရီးယားရဲ့လူဦးရေကျဆင်းတဲ့ဂျီလက်ဒေတာ243ထဲဥလုံးခိုင်ကလွဲပြီးနောက်ဆုံးလူဦးရေကျဆင်းတဲ့အဆင့်242နေရာမှာရှိနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့လတွေမှာမြန်မာဒုက္ခသည်တွေကိုခေါ်ယူနေရာချထားပေးဖို့စဉ်းစားနေကြောင်းသတင်းတွေထွက်ပေါ်ခဲ့စမှာကလေးကဒေတာခန့်တွေရဲ့ဝေဖန်မှုတွေရှိနေကြတာဖြစ်ပါတယ်ရှင်။ ရှမ်းမြောက်ကလာရှုံမြို့နယ်မန္တလေးဘက်ကိုရွှေလီရရားလျက်စစ်ကနေလက်စစ်မီးပြန်ယူနိုင်မှု TNL ထိန်းချုပ်ထားတဲ့မန်ဆန်မြို့နယ်ကိုစစ်ကောင်စီရဲ့လက်စစ်ဌာနကအရာရှိ9ယောက်ဟာဂျွန်လ17ရက်နေ့ညနေ9:00မှာထတ်သွားခဲ့ပြီးညီနိုင်လို့မရသေးဘူးလို့စစ်ကောင်စီရဲ့လက်စစ်ဌာနကနေသိရပါဗျာ။ TNL နဲ့ရွှေလီရရားလက်စစ်ကနေမိပေးဖို့အတွက်ညှိနှိုင်းလို့မရသေးဘူးလို့စစ်ကောင်စီရဲ့လက်စစ်ဌာနကအရာရှိတယောက်က DV ကိုပြောပါတယ်အဲ့ဒီလက်စစ်ဌာနကအရာရှိတွေဟာမန္တလေးကနေမန်ဆန်ကိုလျှက်စစ်ကိစ္စညှိနှိုင်းဖို့မေလ12ရက်နေ့ကတွားရောက်ခဲ့ပြီးပထမအကြိမ်ညှိနှိုင်းခဲ့ကြသေးတယ်လို့သိရပါဗျ။ညီနောင်မဟာမိတ်၃ဘွဲ့ရဲ့10 20ခုဆစ်စင်ရေးကာလကလေးကရွှေလီရလျက်စစ်ကနေရှမ်းမြောက်ဒေသတွေကိုလျှက်စစ်မီးတွေ့တန်းထားတဲ့ဓာအခွဲယုံတွေနဲ့လျှက်စစ်မီးတိုင်တွေပျက်စီးမှုတွေရှိခဲ့ပါဗျ။ ရွှေလီလီယာလျှက်စစ်ကနေရှမ်းမြောက်ဒေသတွေစီကိုလျှက်စစ်မီဖြန့်ပြူးတာမှာ TNL နဲ့ MNDAA မဟာမိတ်ပူးပေါင်းတပ်တွေထိန်းချုပ်ရာနမ်မတူဒေသကိုဖျက်ဆီးသွားလာရတဲ့အတွက်လျှက်စစ်မီရရှိဖို့ကြိုးစားတာမှာမဟာမိတ်ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်လျှက်စစ်ဌာနအရာရှိတွေညှိနှိုင်းဆောင်ရွက်ရတာဖြစ်ပါတယ်ရှင်။ပညာရေးအားနည်းတဲ့ဒေသတွေမှာအကြမ်းဖက်မှုတွေပိုဖြစ်တာကိုတွေ့ရတယ်လို့တနင်္ဂနွေလုံးမှာအကြမ်းဖက်ပြစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေတဲ့စစ်တပ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောပါရယ် ဂျော်လန်၁၁ရက်နေ့ကပြုံးလွင်မျိုးကစာတင်ကြောင်းတွေကိုတွားရောက်ရင်ဆရာဆရာမတွေကိုပြောခဲ့တာဖြစ်တယ်လို့စစ်တပ်အာဘော်မြဝရီသတင်းဌာနမှဖော်ပြပါဗျ။စင်းကောက်ယူထားရှိတဲ့ဂိန်းကနန်အချက်လက်တွေအရနိုင်ငံလူကြီးရဲ့ထက်ဝက်လောက်ဟာပညာရေးအားနည်းနေပြီးကျောင်းလုံးဝမနေဘူးသူတွေအနေနဲ့ဆရာဆရာမတွေရဲ့တုန်သင်မှုအောက်မှာမနေခဲ့ကြရဘူးလို့ဆိုပါဗျ။ အတန်းပညာသင်ကြားပေးရမှာဖြစ်သလိုစိတ်သက်စီကံကောင်းမွန်ရေးတိုင်းချစ်ပြည်ချစ်စိတ်နဲ့မျိုးချစ်စိတ်တဲ့မြန်မာစီရီတို့အတွက်လည်းဆရာဆရာမတွေကစနစ်တကျလေ့ကျင့်သင်ကြားပေးဖို့လည်းပြောခဲ့တယ်လို့ဆိုပါရယ်အာနာသိန်းစစ်ကောင်းဆောင်ဟာအခုလိုပြောဆိုနေပေမဲ့စစ်တပ်အာနာသိမ်းထားတဲ့၄နှစ်ကျော်ကာလအတွင်းနေပြည်တော်ကလွယ်ပြီးတခြားသောတိုင်းနယ်ပြည်နယ်တွေမှာရှိတဲ့တက္ကသိုလ်စာသင်ကျောင်းတွေနဲ့ဖုံးတော်ကြီးပညာသင်ကျောင်းပေါင်း333ကျောင်းဟာစစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ဖြတ်ဖျက်ဆီးခြင်းကိုခံခဲ့ရကြောင်း TV ကလေ့လာတွေ့ရှိရပါတယ် ။အဲ့ဒီထဲမှာစကိုင်းတိုင်းဟာအကျဉ်းကြီး80ကျော်အထိခံခဲ့ရပြီးအဆိုးဆုံးအခြေအနေကိုကြုံတွေ့နေရပါတယ်ရှင်။အေရဝတီတိုင်းကပူတော်မြို့နယ်မှာရက်ကြေးအုပ်ချုပ်ရေးမှူး9ယောက်ထပ်မင်းနှုတ်ထွက်စာတင်ထားပေမဲ့စက်ကောင်စီကနှုတ်ထွက်ခွင့်မပေးသေးဘူးလို့အုပ်ချုပ်ရေးအဖွဲ့နယ်ဤဇက်သူတွေစီကသိရပါဗျ။ ်အရသားတွေကိုစစ်မှုထမ်းဖို့အတွက်ရဲကြီးအုပ်ချုပ်ရေးမှုတွေကိုစက်ကောင်စီကအပြန်အလှန်ဖိအားပေးစည်းရုံးခိုင်းတဲ့ကိစ္စနဲ့ငပူတော်မြို့နယ်မှာစစ်ရေးအရှိန်မြင့်လာတဲ့အတွက်ရဲကြီးအုပ်ချုပ်ရေးမှုတွေဟာပြီးခဲ့တဲ့မေလဒုတိယပတ်ကလေးကနှုတ်ထွက်စာတင်ထားပေမဲ့ဂျွန်လာအထိခွင့်မပြုသေးဘူးလို့ဆိုပါရယ် နှုတ်ထွက်စာတင်ထားပေမဲ့အထက်ကနှုတ်ထွက်ခွင့်မပြုသေးတဲ့အတွက်အုပ်ချုပ်ရေးမှုတွေအခက်အခဲဖြစ်နေကြတယ်လို့ငပူတော်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နယ်ညီချက်သူကပြောပါရယ်။ငပူတော်မြို့နယ်မှာပြီးခဲ့တဲ့ March လနဲ့ April လတွေကလည်းစစ်မှုတိုင်းကိစ္စတွေနဲ့ပတ်သက်ပြီးမြို့နယ်အုပ်ချုပ်ရေးမှုကမြေပြင်မှာရှိနေတဲ့ရက်ကျေးအုပ်ချုပ်ရေးမှုတွေကိုစစ်တပ်နဲ့ပေါင်းပြီးအင်တန်ရာရောက်လိုက်လံဖမ်းခေါ်ဖို့ညွှန်ကြားခဲ့သေးတယ်လို့ဆိုပါရယ်။ ဒါအပြင်ငပူတော်မြို့နယ်တဲကကြေးရွာတချို့မှာပြီးခဲ့တဲ့ဂျွန်လ9ရက်နေ့ထိစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့တိုက်ပွဲဖြစ်ပွားခဲ့လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်ရှင်။ ARD တိုင်းငတိုင်းချောင်းမြို့နယ်15မိုင်အကွာမှာရှိတဲ့3လေးလေးအမြောက်တပ်ရင်ကဟောင်ဝင်စာလက်နက်ကြီးတွေနဲ့ drone ဆင်ပါတဲ့အမြောက်တွေကိုကျုံပြော်မြို့မှာရှိတဲ့အမှတ်36ခြေလင်းတပ်ရင်တွေကိုပြောင်းရွှေ့ထားတယ်လို့စစ်ကောင်စီတပ်ဖွဲ့နဲ့နေဆက်သူတွေစီကသိရပါဗျာ။ အမတ်တ3လေးတက်အနောက်မှာခန်းစစ်ကရုတ်ကျင်းတွေအတားဆီးတွေပြုတ်ထားပြီးဂျွန်လ12ရက်နေ့မနက်6နာရီကအမြောက်တပ်ထဲမှာရှိတဲ့ဟောင်ဝင်စာလက်နက်အပါအဝင်အမြောက်တွေကိုတုံပြော်တက်ကိုပြောင်းနေတယ်လို့သိရပါဗျ။လက်နက်ကြီးတွေကိုမိုးကနဲ့အုပ်ပြီးကားလေးကြီးနဲ့တယ်လာတာတွေ့ရကောမနက်6နာရီကျော်လောက်မှာ36တပ်ထဲကိုဝင်သွားတယ်လို့မျက်မြင်တွေ့ရှိသူဂျုံပြောဒေသခံတယောက်ကပြောပါရယ် ARD နဲ့ရခိုင်နယ်စပ်ဒေသတွေမှာရခိုင်တပ်တော် A ဘူပေါင်းတော်လိုင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေကြားထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်ကရခိုင်ရုံးမဘက်ကနေ ARD တိုင်းအတွင်းဝင်လို့ရတဲ့လမ်းကြောင်းတွေမှာလုံခြုံရေးတင်းကျပ်ထားတာပါအထအပြင်ရီကြီးနဲ့ငတိုင်းချောင်းမြို့နယ်အဆက်တွေမှာလည်းခန်းစစ်နဲ့အတားအဆီးတွေပြုတ်လုပ်ထားတယ်လို့ဒေသခံတွေစီကသိရပါဗျာရှင် စကိုင်းတိုင်းပလဲမြို့နယ်ဇပစိရွာဖုံးတော်ကြီးចောင်းអ៊ុងတတိုင်းအနီးမှာပြီးခဲ့တဲ့ဂျွန်လ10ရက်နေ့နေ့လယ်12နာရီကျော်အချိန်ကစစ်ကောင်စီတပ်လေရင်ပြစ်ချခံရပြီးတဲ့နောက်လေရင်နဲ့အတူပါလာတဲ့လက်နက်တွေပောက်ကွဲခဲ့ကဒေသခံ9ယောက်ထပ်မံနေတည်ဆုံးခဲ့ပြီး10ယောက်ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ ပြတ်ကျတဲ့လေရင်ဟာမြေပြင်မရောက်ခင်ကတည်းကလေရင်နဲ့အတူပါလာတဲ့ကြည်စံတွေဘုံတွေပောက်ကွဲခဲ့ပြီးရွာသားတွေကိုထိမှန်တိဆုံးခဲ့တာနဲ့မီးလောင်နာတွေဖြစ်ခဲ့တဲ့အတွက်အမျိုးသား6ယောက်နဲ့အမျိုးသမီး1ယောက်တိဆုံးခဲ့တာလို့သိရပါဗျ။ ။လင်းပြကြပေါက်ကွဲခဲ့တဲ့အတွက်ဖုံးတော်ကြီးကြောင့်အတွင်းမှာရက်ထားတဲ့ဇပစေးရွာကဖောကားတစီ၊မင်းတိုင်မင်းရွာကနေဆစ်ဆောင်တွေစီးလာတဲ့ပစင်းကောင်းထော်လာကြီးတစီ၊စပေးဆောင်တွေတဲခုန်နေတဲ့ចောင်းဆောင်တစ်ဆောင်နဲ့ဖုံးတော်ကြီးကြောင့်အနီးကအိမ်တလုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ဒေသခံကပြောပါရယ်။ပြက်ကြတဲ့စစ်ကောင်စီလေရင်ဟာတတဦးလေရင်ခွင်ကနေတက်လာပြီးတိုက်ပွဲဖြစ်ပွားနေတဲ့ကန်တောင်းရွာကိုပြစ်ကူပို့လာခဲ့တာဖြစ်ပြီး PDF တပ်ဖွဲ့တွေကပြစ်ချခဲ့တာဖြစ်တယ်လို့သိရပါပါတယ်ရှင်။ တာဝရီအတင်းထောင်မှာပြီးခဲ့တဲ့မေလ23ရက်နေ့ကစေဝါဆောင်ရှောက်မှုလုံလောက်စွာမရရှိတာကြောင့်နှလုံးရောဂါသွေးတိုးရောဂါဝေဒနာခံစားနေကြရတဲ့နိုင်ငံရေးကျန်းသားတအုပ်ဖြစ်တဲ့ဥကြော့စိုးခေါ်ဥဇော်နဲ့တည်ဆောင်းခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက် PPNM ကဂျွန်လ12ရက်နေ့မှာထုတ်ပြန်ထားပါဗျာ။ ။ဦးကျော်စိုးခေါ်ဦးစော်နယ်ဟာပြီးခဲ့တဲ့2021ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာလဲကူမြို့နယ်လဲကူမြို့မှရဲစခန်းမှာပုံမှန်90စားမြင်စွဲနဲ့ဖမ်းဆီးခံခဲ့ရပြီးထောင်ဒဏ်10နှစ်6မှတ်ခံထားရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့အကျဉ်းထောင်တွေမှာစေဝါဆောင်ရှောက်မှုလုံလောက်စွာမပေးခဲ့တာကြောင့်နိုင်ငံရေးကျင်းသားများအပါအဝင်အချင်းကြခံနေရသူတွေဟာယောဂဖြစ်ပွားတာတွေဆေးကုသခွင့်ဆုံးရှုံးလို့ယောဂအခမ်းတွေပုံမဆိုးဝါလာတာတွေတည်ဆုံးတဲ့အခြေအနေတွေမဟုတ်ပဲအသက်ပေးရတဲ့အထိဖြစ်ပွားနေရတွေရှိရလို့ဆိုပါတယ်ဒါပြင်ဂျွန်လာတရနေ့အထိစေဝါဆောင်ရှောက်မှုမလုံလောက်တာကြောင့်တည်ဆုံးခဲ့ရသူနိုင်ငံရေးအကျဉ်းသား၁၀ဦးထိရှိခဲ့ပြီဖြစ်တယ်လို့ထုတ်ပြန်ချက်အရသိရပါရရှင်။ စစ်ကောင်စီလက်အောက်ခံဟိုတယ်နဲ့ခီးသွားလာရေးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးကျော်စိုးဝင်းဦးဆောင်တဲ့အဖွဲ့ဟာရုရှားနိုင်ငံမော်စကိုမြို့မှာဂျွန်လ10ရက်နေ့ကနေ15ရက်နေ့အထိကျင်းပတဲ့၅ချိန်မြောက်မော်စကိုနိုင်ငံတကာခီးသွားဖိုရမ်နဲ့ခီးသွားပြပွဲကိုတက်ရောက်နေပါတယ်။ ခီးတော်ပြပွဲအတွင်းမြမအဖွဲ့နဲ့ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝင်ကြီးတို့တွေ့ဆုံတဲ့နှစ်နိုင်ငံကြားခီးတော်လုပ်ငန်းမြင့်တင်ရေးအပါအဝင်မြမရုရှားနှစ်နိုင်ငံအပြန်အလှန်ဗီဇာကင်းလွတ်ခွင့်လှုပ်ဆောင်ရေးနှစ်နိုင်ငံခီးတော်ပြပွဲများပူးပေါင်းပြသရေးရုရှားနိုင်ငံကယင်းဒီမြုံနှံသူတွေမြမနိုင်ငံမှာလာရောက်မြုံနှံကြဖို့အစအရာတွေကိုဆွေးနွေးခဲ့ကြတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပါဗျာ။ ဒါပြင်မြန်မာနိုင်ငံကိုခီးရုရှားခီးသွားများပုံမလာရောက်လည်ပတ်နိုင်ရေးပြပကိုခွင့်ရရှိသွားလာကြမဲ့ရုရှားနိုင်ငံသားအစိုးရဝန်ထမ်းတွေကိုမြန်မာနိုင်ငံကိုသွားရောက်လည်ပတ်နိုင်ရေးလို့ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းနိုင်ငံရေးမတည်ငြိမ်တာနိုင်ငံအနှံ့လက်နက်ကင်ပြိပက္ခတွေဖြစ်ပေါ်နေတာကြောင့်နိုင်ငံတော်တော်များများကလည်းမြန်မာနိုင်ငံကိုခရီးမသွားကြဖို့သတိပေးချက်တွေထုတ်ပြန်ထားပါတယ်ရှင်။ ရန်ကုန်တိုင်းတွန်တင်းမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်ကမြို့ပြ UG ဒေါ်လာ1တပ်ဖွဲ့တွေကိုပိုက်စိတ်တိုက်ရှာဖွေမှုတွေပြုလုပ်နေပြီး UG တချို့ကိုဖမ်းဆီးရမိသွားတယ်လို့လွန်မြောက်နယ်မှာရောက်ရှိလာတဲ့မြို့ပြပျောက်ကြားဒေါ်လာ1တပ်ဖွဲ့တွေစီကသိရပါဗျ။စစ်ကောင်စီတပ်ကတွန်တင်းမြို့နယ်ဂိုင်းမှာစံကြီး၊ကញင်ကူနဲ့ကံကြီးကုန်းကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးရှာဖွေစစ်ဆေးရာတွေပြုလုပ်နေတာဖြစ်ပြီး UG လေးယောက်ဖမ်းဆီးခံလိုက်ရတယ်လို့ဆိုပါတယ်။ ဖက်စီခံရတဲ့ UG လေးယောက်ရှိပြီးဒေါ်တိမ့်မှုနယ်ကကြေးရွာတွေကိုဝင်နေကြောင်းနဲ့စစ်ကောင်စီတပ်ကမြို့ပြတော်လှန်ရေးတပ်ဖွဲ့အင်အားစုတွေကိုသာမကပဲတွေ့သမျှလူတွေကိုဖမ်းနေကြောင်းလွန်မြောက်လာတဲ့ UG တယောက်ကပြောပါရယ်စစ်ကောင်စီတပ်ကကွန်းချံကုန်းဖျားပွဲမှာစစ်တပ်အငိမ့်စားတရင်ပီတရာအသက်ခံလိုက်ရတာနဲ့ပတ်သက်ပြီးမြို့ပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့တွေကိုတဲကြီးမဲကြီးလိုက်လံရှာဖွေမှုတွေပြုလုပ်နေတာဖြစ်ပြီးတွန်တီတော်ကြီးတန်းတလျှောက်ကိုလည်းစစ်ကြောင်းထိုးဝင်ရောက်တာတွေလှုပ်ဆောင်နေရလို့ဒေသခံတွေစီကနေသိရပါဗျရှင်။ ဆရာနာရှင်စန်းကျင်ရေလှုံရှားမှုမှာလူသိများတဲ့ကိုဝေမိုးနိုင်ကိုစစ်ကောင်စီကဂျွန်လ17ရက်နေ့မနက်အစောပိုင်းမှာမန္တလေးဦးဘိုအကျဉ်းထောင်စီကိုပြောင်းရွှေ့လိုက်တယ်လို့နှီးဆက်သူတွေစီကသိရပါဗျ။မုံရွာအကျဉ်းထောင်ကနေအကျဉ်းသား200ကိုတန်ချေချင်းတွေနဲ့မနက်3နာရီလောက်မှာထောင်ပြောင်းခဲ့တာဖြစ်ပြီးကိုဝေမိုးနိုင်လည်းပါဝင်တယ်လို့သိရပါဗျ။မုံရွာထောင်ပြောင်းတွေကိုခြေချင်းတွေခတ်ကာမနက်အစောပိုင်းမှာဦးဘိုထောင်ကိုပြောင်းခဲ့တာဖြစ်ပြီးကိုဝေမိုးနိုင်ပါဝင်ခဲ့တယ်လို့အကျဉ်းထောင်ဝန်ထမ်းစီကနေသိရကြောင်းကိုဝေမိုးနိုင်နဲ့နှီးဆက်သူတယောက်က TV ကိုပြောခဲ့ပါဗျ။

ကိုဝေမိုးနိုင်ဟာ2021ခုနှစ်ဧပြီလ15ရက်နေ့မှာဆရာနာရှင်စန့်ကျင်ရေးတပိတ်စစ်တောင်းကိုဥဆောင်ပြီးဆိုင်ကယ်နဲ့လှည့်လည်ဆန္ဒပြနေတဲ့အချိန်စစ်ကောင်စီကကားနဲ့တိုက်ပြီးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးခံရတဲ့အချိန်ကကိုဝေမိုးနိုင်ကိုရာဇသက်ကြီးပုံမှ905ကနဲ့အမှု6မှုနိုင်ငံတော်သစ္စာဖောက်ဖျက်ပုံကံမှုပုံမှ122တွေအပြင်တခြားအမှုတွေနဲ့ပေါင်းပြီးထောင်ဒဏ်54နှစ်ချထားတာဖြစ်ပါတယ်။အဲ့ဒီနောက်2021ခုနှစ်မတ်လကမုံရွာမြို့စက်မှုဆောင်ရက်ကွက်မှာရဲနှစ်ယောက်တတ်ခံရတဲ့ကိစ္စ နဲ့ကိုဝေမိုးနိုင်ကို2024ခုနှစ်မေလ10ရက်နေ့မှာမုံရွာကျင်းထောင်တွင်တရားရုံးကထောင်တန်20ထပ်ချခဲ့တဲ့အတွက်စုစုပေါင်းကြားခံရမယ့်ထောင်တန်ဟာ84နှစ်ရှိတာဖြစ်ပါရဲ့ရှင်။